ယခုအခါရွတ်ဆိုပူဇော်ကြရမယ့်ဂါထာတော်ကတော့ယံသူနှောင့်ရှေ့၍မပျက်စီးနိုင်တဲ့ဂါထာတော်ပဲဖြစ်ပါတယ်။အောင်မြင်လိုသူများအန္တရာယ်ကင်းလိုသူများစိတ်ချယုံကြည်စွာရွတ်ဆိုတင်လာပါတယ်။ဒီဂါထာတော်ဟာမြတ်ဗုဒ္ဓရဲ့အာဝိနိကဂုဏ်တော် မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့အာဝိနိကဂုံတော်တစ်ခုကိုသစ္စာဆိုးပြီးတော့မှစူတောင်းမှုပြုတဲ့ဂါထာဖြစ်တဲ့အတွက်ရွတ်စွာပူဇော်သူရဲ့စိတ်လိုဆန္ဒပြီးဝစေနိုင်ပါပါဒီဂါထာတော်ကြီးကိုရွှေရကုံစီတော်မြတ်ကြီးရဲ့ကြီးစလောင်းမှာရေးထိုးထားတဲ့အတွက်မြည်၍မြည်မြတ်အစွမ်းတက်ကတန်ဖို့အနစ်ကထိုက်တန်ကြောင်းခံမှန်းနိုင်ပါတယ်ဂတိသစ္စာတည်တော်ခါဝဲဩဇာလေးနဲ့ပေါ်စီတွေ့၍ နွယ်မြက်သက်ပင်ဆေးဘဲဝင်ဤဆိုတာလို့သစ္စာနဲ့တူသောဆေးမရှိသစ္စာဒီသာတကိုးထင့်မြတ်ပါ၏တို့အတွက်ရောင်ဆွေတော်မျိုးတော်များအနေဖြင့်ယုံကြည်စွာရွတ်ဆိုပြီးစိတ်အလိုဆန္ဒမှန်သမျှပြည့်ဝနိုင်ပါစေလို့ဆန္ဒပြုလျက်ဂါထာတော်ကိုရွတ်ဆိုပြပါမယ်ဇီနောအဘိဇ္ဇကာယောမိနတ္တိလောဟိတသူရဏံ ဇီနောပစ္စကာယောမိနတ္တိလောဟိတသူရဏံတတိဝဝဇနံသစ္ဆံဝန္တိတံလောကနာယကံဧတေနာသစ္စာဝဇေနာဟောတုမေဇယမင်္ဂလံနောက်တစ်ခါပြန်ပြီးတော့ရွတ်ဆိုပြပါဦးမယ်ဇီနောပစ္စကာယောမိနတ္တိလောဟိတသူရဏံ တတိဝဝဇဏံသစ္ဆံဝန္တိတံလောကအနာယကံဧတေနသစ္ဆာဝစေနာဟောတုမေဇယမင်္ဂလံကာထာတော်ရဲ့အနှစ်ကိုရွတ်ဆိုပြပါမယ်ဇီနောဒေဝဗုဒ္ဓကိလေသနှင့်ခန္ဓာမေဇုပိသင်္ခါငါဖြာသောမန္တို့ကို အောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်သည်အဘိဇ္ဇကာယောယံသူတစုံတရာနှောင်းရှင်၍မပျက်စီးနိုင်သော ကိုယ်တော်ရှိတော်မူသည်အမိဖြစ်ပါ၏လောဟိတသူရဏံမြတ်စွာဘုရား၏ကိုယ်တော်မှသွေယိုစီရင်သည်နတ်ဒီလုံးဝမရှိပါ၏တတိဝဝဇဏံတို့ဆိုခဲ့ပြီးသောစကားသည်သာလျံသစ္စံမှန်ပါ၏ တန်လောကနာယကံ လောကသုံးပါး၏အကြီးအမှုဖြစ်တော်မူသောထိုမြတ်စွာဘုရားကိုအဟံဗုဒ္ဓဤကုံစိတ်ဝတ်ထုံ၍သစ္စာစကားပြောဆိုညာသည့်ကောင်းမှုပြုလို့အကျွန်ုပ်သည်ဝန္ဒေဝနာမိရှ िख ိုးပါ၏အရှင်ဘုရားဣတိနာသစ္စာဝဇေနာဤသို့နှုတ်တံဖော်ထုတ်ပြန်၍ဟောမန်သောသစ္စာစကားကိုဆိုရလေသောကြောင့် မေအကျွန်ုပ်အားဇယမင်္ဂလံအောင်ခြင်းမင်္ဂလာအောင်မြင်ခြင်းဖြာဖြာသည် ဟောတုစင်စစ်မသွေဖြစ်ပါစေတည်း